阿拉唔明啦吧？Hello, လီဗာပူးအသင်းကလည်းခနာဒီကိုနောက်ထပ်တစ်ချိန်တက်တန်းထပ်တိုးဖို့လှုံ့ဆော်ရရှိတယ်။ဒါခနာဒီနဲ့လီဗာပူးကြားမှာစရုတ်တအချိန်ပြောင်းရွှေ့ခြင်းဒီဒီစာချုပ်တိကိစ္စကိုဆွေးနွေးနေပေမဲ့လီဗာပူးကခနာဒီတောင်းဆိုတဲ့တပတ်နှစ်သိန်းခွဲထိတော့ပေးဖို့စံနာမရှိကြောင်းဖော်ပြထားပါတယ်။ဒီနေရာမှာအခုလောလောဆယ်အနေထားအရလီဗာပူးကဘိုနောက်ခံလူပိုဆိုရှင်တွဲမာခေဟီအပြင်ခရစ်စတဘဲလစ်ကဂေဟီရဲ့အသင်းဘောလက်ခွာကိုလည်းချင်းကပ်နေပြီးတော့ဒီစားမနှစ်ယောက်စလုံးကိုသဘောကျတယ်။ဥပမာခါနိုးကဘိုင်ယန် ံနဲ့တက်တန်းတိုးဖို့နှိဆက်သွားတဲ့အတွက်ကြောင့်လီဗာပူးအနေနဲ့အခြားခံစင်မှုတွေကိုချင်းကပ်နေတာဖြစ်တယ်ဒီနေရာမှာလီဗာပူးအသင်းကမိုဟာမက်ဆာလတ်စ်နေရာမှာရေရှည်အစားထိုးမဲ့တောင်ပန်ကစားမကိုစတင်ရှာဖွေနေပါပြီဆာလတ်စ်ကစာချုပ်တက်တန်းကြံရှိတာမှန်ပေမဲ့ ခြေသွမ်းကျဆင်းလာပြီးအသက်အရွယ်ကျောင်းမိုက်ကယ်အိုလီဆေးနဲ့အစားထိုးကျင်တာဖြစ်တယ်။မိုက်ကယ်အိုလီဆေးကိုတော့ဘိုင်မြူနစ်ကရောင်းဖို့စံနာမရှိပေမဲ့တန်းတရာကျော်150လောက်ပေးရင်ရောင်းချနိုင်ဖို့ရှိတဲ့အတွက်လီဗာပူးကမိုက်ကယ်အိုလီဆေးကိုပါလိုချင်နေတာပါ။